အမေရိကန်နဲ့တရုတ်ကြားဖြစ်ပွားနေတဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့်ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအခင်းအကျင်းပြောင်းလဲနေမှုနဲ့အတူနေဆက်ဖြတ်ကျော်လုတ်ကင်နေတဲ့စီးပွားရေးလုပ်ငန်းတွေအပေါ်မိခိုနေရတယ်။တရုတ်ပြည်မှာကြီးတဲ့ကုမ္ပဏီတွေမှာအလုတ်ကန်တွေရည်ရမှုမရှိတဲ့အခြေအနေကိုရောက်ရှိပွဲရှိနေတယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာတရုတ်ရဲ့ပို့ကုန်တွေအပေါ်အခွန်145ရာခိုင်နှုန်းတိုးမြင့်ကောက်ခံခဲ့တာကြောင့်တရုတ်ကုမ္ပဏီတွေရဲ့စိုးရိမ်မှုတွေမြင့်တက်ခဲ့ပါတယ်။ဥပမာအနေနဲ့အမေရိကန်ဈေးကွက်ကိုကုန်ကျစရိတ်နှဲပါစွာနဲ့ ထုတ်ကုန်တွေကိုတင်ပို့နေတယ်တရုတ်ရဲ့ရှိုင်းတဲ့ထမှုလို့ကော်မတီတွေအပေါ်ကုန်သွယ်ခွင့်တွေကခရက်ရိုက်ခတ်လာခဲ့ပါတယ် အဲ့ဒါကြောင့်အဲ့ဒီကုမ္ပဏီတွေကသူတို့ရဲ့ထုတ်ကုန်တွေကိုဈေးနှုန်းတိုးမြင့်ခြင်းဝယ်လိုအားလျော့ချမှုကြောင့်ထုတ်ကုန်အရေအတွက်ကိုကန့်သက်ခြင်းတို့ပြုလုပ်လာခဲ့ပါတယ်။အဲ့ဒီနောက်တည်ယူပို့ဆောင်ရေးကုန်လောင်ရုံနဲ့ဖောက်တဲ့တွေကိုထောက်ပံ့ပေးတဲ့ကဏ္ဍတွေမှာအလောက်ကိုင်နေရာတွေကိုလျော့ချစေနိုင်တယ်လို့ကြေညာသူတွေကသုံးသပ်ခဲ့ပါတယ်။ကုန်သွယ်ရေးစစ်ပွဲကြောင့်ပြည်ပကုမ္ပဏီတွေကသူတို့ရဲ့ထောက်ပံ့ရေးကွင်းဆက်လမ်းကြောင်းတွေကိုတရုတ်နဲ့ဝေးတဲ့အခြားနိုင်ငံတွေကိုပြောင်းလဲခဲ့တာကြောင့်အခြားနိုင်ငံတွေမှာကွန်ထရိုးလို့ရအလောက်ကိုင်းတွေမြင့်တက်လာစေခဲ့ပါတယ်။အဲ့ဒီအပြောင်းလဲကအရှိတောင်အရှာနိုင်ငံတွေအတွက်အကျိုးအမြတ်ရရှိပြီးတရုတ်ကုမ္ပဏီတွေအတွက်တော့ကွန်ထရိုးလို့မှုအဆင့် ကိုထိမ့်သိမ်းမှုစင်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရကကုန်ထုတ်ကဏ္ဍနဲ့အခြားဆက်ဆက်တဲ့ကဏ္ဍတွေမှာအလောက်ကန်တည်ငြိမ်မှုကိုတက်ရောက်စေခဲ့ပါတယ်။လေလာချက်တစ်ခုအရာကုန်သွယ်ရေးစစ်ပွဲကြောင့်တရုတ်ကုမ္ပဏီတွေရဲ့ယင်းနှမြုံနှံမှုဟာနေ့ရက်ကိုင်းလုံးရောကြခဲ့ပြီးနိုင်ငံပိုင်လုပ်ငန်းတွေကပုံမှုထိခိုက်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အဲဒီလိုယင်းနှမြုံနှံမှုရောကြမှုဟာဝန်ထမ်းခေါ်ယူမှုကိုရောကြစေပြီးရှင်ရင်းစွဲဝန်ထမ်းအရေးအတွက်ကိုလည်းရှော့ချနိုင်တဲ့အခြေအနေကိုရောက်ရှိစေနိုင်တယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။